ရေရမိအနာကတိချံအခန်းကြီး33အငယ်1မှ26ရေရမိသည်ထောင်ဝင်းထဲမှအချုပ်ခံလျက်နေရသောအခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ဒုတိယအချိန်ရောက်လာ၍ဤအမှုကိုပြုတော်ဖျားဤအမှုကိုဖန်ဆင်းစီရင်တော်ဖျားယေဟောဝါအမည်ရှိသောထာဝရဘုရားမိန့်တော်မူသည်ကား ငါကိုခေါ်လို့ငါထူးမီကြီးသောအရာတင်မတိနိုင်အောင်နဲ့နေသောအရာတို့ကိုငါပြမီပြအိုးမြေရိုးဖြစ်၎င်းဓာဖြစ်၎င်းပြူပြတ်သောဤမျိုးဤအိမ်များ ယူဒရှင်ဘရင်ဤဘုံဘိမ့်မှန်များကိုရိမှတ်၍ဣတရေလအမျိုးဤဖျားသခင်ထာဝရဘုရားမိန့်တော်မူသည်က ခလဒဲလူတို့သည်စစ်တိုက်ခြင်းငါလာကြ၏ငါသည် ပြင်းစွာ အမျက်ထွက်၍ကုမြတ်သောသူတို့၏အသေးကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငါလာကြ၏ထိုသူတို့၏ဒုစရိုက်များကြောင့်ဤမျိုးမှငါသည်မျက်နှာကို လွှဲပြီးသူ့ရာတွင်ငါသည်ဤမျိုး၏အနာကိုဆေးအုံ၍ပျောက်စေမည်မြို့သားတို့သည်ကြမ်းမာမိအကြောင်းမြဲသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံမိအကြောင်းကိုငါပြမည် တိမ့်သွားခြင်းကို ခံရသောယုဒအမျိုးနှင့်ဣသရေလအမျိုးသားတို့ကိုတပံငါဆောင်ခဲ့၍အရင်ကဲ့သို့တည်ဆောက်မိသူတို့သည်ငါကိုပြစ်မှားသမျှသောအပြစ်တို့ကိုငါဖြေရှင်းမိငါကိုပြစ်မှား၍ငါဤတရားကိုလွန်ကျူးသမျှသောအပြစ်တို့ကိုငါလွတ်မိ ဤမြို့သည်ငါဝမ်းမြောက်စရာအကြောင်းမြေပေါ်မှာခတ်သိမ်းသောလူမျိုးတို့တွင်ချီးမွမ်းစရာအကြောင်းဂုံအတရီတို့ကြော်စိုးစရာအကြောင်းဖြစ်လိမ့်မည်ဤမြို့သားတို့အားငါပြုသမျှသောဂျေဇူးကို လူအမျိုးမျိုးတို့သည်ကြားသိကြလိမ့်မည်ဤမြို့၌ငါပြုစုသမျှသောစည်းစိမ်ချမ်းသာကိုထောက်၍ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည် ထာဝရဘုရားမိန့်တော်မူသည်ကလူမရှိသရိစ္ဆာန်မရှိစိတ်ညံပြီးဟုသင်တို့ဆိုတတ်သောဤအရ၌၎င်းလူမရှိသရိစ္ဆာန်မရှိ နေသောသူမရှိစိတ်ညံသောယူဒမြို့များယေရုရှလင်လမ်းများတို့၌၎င်းနောက်တပံဝမ်းမြောက်သောအတန်ရွှင်လန်းသောအတန်မင်္ဂလာဆောင်တို့သာအတန်မင်္ဂလာဆောင်တို့သမီးအတန် ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်ကောင်းငင်ဘုရားအရှင်ထာဝရဘုရားကိုချီးမွမ်းကြလောဟုဆိုသော သူတို့၏အတန်ချီးမွမ်းရာပူဇော်တကားကိုဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏အတန်ကိုကြားရကြလိမ့်မည်အကြောင်းမူကား ိမ့်သွာချင်းကိုခံရသောပြည်သားတို့ကိုငါဆောင်ခဲ့၍အရင်ကဲ့သို့နေစီမီဟုမိန့်တော်မူ၏။ကောင်းငင်ဘုရားအရှင်သာရဖျားမိန့်တော်မူသည်ကလူမရှိတရိษံမရှိစိတ်ညံသောဤအရက်တွင်မြို့ရွာရှိသည်များတို့၌တိုးစုကိုထိန်သောတိုးထိန်နေရာရှိလေအောင်မီတောင်ပေါ်မြို့ဂျိုင်ထဲမြို့ တောင်ဘက်မြို့ဘင်းယမင်ပြည်ယေရုရှလင်မြို့ပတ်ဝန်းကျင်အရက်ယူဒာမြို့များတို့၌တိုးစုကိုရေထွက်တော်သူ၏လက်အောက်မှတိုးစုတို့သည်တဖန်လျှောက်သွားကြလိမ့်မည်ဟု မိန့်တော်မူ၏တဖန်ထာဝရဘုရားမိန့်တော်မူသည်ကဣသရေလအမျိုးနှင့်ယူဒာအမျိုးသားတို့၌ငါထားသောဂတိအတိုင်းကျေးဇူးပြုရသောအချိန်ကာလသည် ရောက်လိမ့်မည် ထိုကာလအခါတန်ရှင်သောအညွန့်ကိုဒါဝိတ်အဖို့ငါပေါက်စီ၍သူဒီမြေကြီးပေါ်မှာတရားသဖြင့်ဖြောက်မတ်စွာစီရင်လိမ့်မည်ထိုကာလ၌ယူဒပြည်သည်ကဲ့တင်ခြင်းသို့ရောက်၍ယေရုရှလင်မြို့သည်လည်းညင်ဝှက်ခြင်းရှိလိမ့်မည် ထိုမြို့သည်ယေဟောဝါဇေတကနုဟုသောဘွဲ့နာမရှိလင်သည်တည်းထာဝရဘုရားမိန်တော်မူသည်ကဣတရီလာနန်းတော်ပေါ်မှာထိုင်ရသောဒါဝိမင်းယိုမင်းစင်သည် အလင်းမပြတ်ရငါရှိမှမိရှုရာရစ်ကိုပူဇော်လျက်ဘောဇင်ပူဇော်တက်ကာကိုမိရှုလျက်ရစ်ပူဇော်ရာဝတ်ကိုအစဉ်ပြုရသော လေဝိတာရစ်ပရောဟိတ်ယိုးဒီလေအလင်းမပြက်ရဟုမိန့်တော်မူ၏ တပန်ထာရပြား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်၍ထာရပြားမိန့်တော်မူသည်ကားငါထားသောနေပဒိညင်နှင့်ညပဒိညင်တရားကိုသင်တို့သည်ဖြတ်၍နေညအပိုင်းအခြားမရှိစေခြင်းငါတတ်နိုင်လျှင် ငါဤကျွန်ဒါဝိ၌ငါထားသောပဒိညာပြည့်၍ဒါဝိဤယာဇပလင်ပေါ်မှစိုးဆံရသောဒါဝိမင်းယိုသည်ပြည့်လိမ့်မည်ငါဤအမှုထံလေဝိသားယစ်ဘရဟိယိုလည်းပြည့်လိမ့်မည်မိုးကောင်းကင်တစားတို့ကိုမရေထွက်နိုင်သမုတ်တရားတဲလုံးတို့ကို တောင်းတင်းနှင့်မချင်နိုင်အောင်များပြားတကယ်သူငါကျွန်ဒါဝိဤအမျိုးကို၎င်းငါဤအမှုထံလေဝိသားတို့ကို၎င်းငါများပြားစီမည်ဟုမိန့်တော်မူ၏ တပန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာသည်ကထာဝရဘုရားရွေးကောက်တော်လူမျိုးနှစ်မျိုးကိုတပန်ပေတော်မူပြီးဟုဤလူတို့ပြောတတ်သောစကားကိုတင်ဒီဆင်ခြင်ပြီးလောထို့သူသူတို့သည်ငါ၏လူမျိုးကို လူမျိုးကဲ့သို့မမှတ်မထီမဲ့မြင်ပြုကြပြီးထာဝရဘုရားမိန်တော်မူသည်ကနေ့နှင့်ညအဖို့ငါ၏ပတိညင်မရှိလျင်၎င်းမိုးကောင်းကင်နှင့်မြေကြီးတရားတို့ကိုငါမစီရင်လျင်၎င်း အာဗြဟံဣဇက်ယာကုပ်အမျိုးကိုအုပ်ဆိုးရသောမင်းအရာ၌ယာကုပ်အမျိုးနှင့်ငါကျွန်ဒါဝိဒ်၏အမျိုးသားစဉ်မြေးဆက်ထဲကငါရွေး၍မခန့်ထားဘဲစွန့်ပစ်မိသို့မဟုတ်တင်းသွာခြင်းကို ခံရသော ထိုသူတို့ကိုတဖန်ငါဆောင်ခဲ့၍ကေမတနာမိဟုမိန့်တော်မူ၏အာမင် God bless you